ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာအကျိုးဆိုးလိုက်ပါရယ်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုပုံမြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။ငါသာအရင်တော့ကတာကုန်မလုပ်ခဲ့ရင်ငါအချိန်ကိုသာနောက်ပြန်လှည့်နိုင်စွမ်းရှိမယ်ဆိုရင်စရိတ်နောင်နာတွေထဲမှာနေနေကြတော့လား။ဒါဆိုရင်ဒီပုံမြင်လေးကအတိတ်ကအမားတွေမှာပိမိနေသူများအတွက်ပါပဲ။ကဲဒါဆိုရင်ပုံမြင်လေးကိုဆက်လက်နာတော့တာဆင်ခန်းစားကြည့်အောင်ပါရှင်။ဒီချိန်တော့ကအေဂျင်နီမျိုးငယ်လေးတစ်မျိုးမှာ ကဗီလိုခေါ်တဲ့လက်သမားတယောက်နေထိုင်ပါတယ်။သူဟာလက်ရကျွမ်းကျင်ပြီးစိတ်ကူးကောင်းတဲ့သူအဖြစ်နာမည်ကြီးရာကြောင့်လူတွေကသူ့ကိုပရိဘောကအလုပ်တွေ၊ပြင်ဆင်ရေးအလုပ်တွေ၊အိမ်သုံးပစ္စည်းအလုပ်တွေအထူးယုံကြည်စွာအနံ့ကြပါတယ်။ဒါပေမဲ့ကဗီမှာအားနေချက်တစ်ခုရှိတယ်။ဒါကတော့သူ့ရဲ့အလွန်မင်းဒေါ်သားထွက်လဲတဲ့စိတ်ပါပဲ။ဒီနေ့မှာတော့ချိုးသွားတဲ့ကိရိယာတခုအကြောင်းအတိပဲမရှိပဲညင်ခုံနေကြတော့ကဗီဟာသူ့သူငယ်ချင်းဟောင်းဆမ်မီယာကိုဒေါ်သာထွက်ပြီးအော်ဟစ်လိုက်ပါတယ် သူတော်သားကိုမထိန်နိုင်ခင်မှာပဲဆမီယာကိုနာကျင်စေတဲ့စကားလုံးတွေပြောလိုက်မိတယ်။ဆမီယာဟာခံစားသွားရတာကြောင့်ဘာမှမပြောဘဲလှည့်ပြန်သွားခဲ့ပါတယ်။အစာတုန်းကကဗီကဒီအခြေတင်ဖြစ်တာကခဏနဲ့ပြီးသွားမယ်။ဆမီယာလည်းသူ့ကိုခွင်လွန်မယ်လို့ထင်ခဲ့ပေမဲ့ရတတပတ်တွေလာရီကုံသွားတဲ့အထိဆမီယာကတော့ပြန်မလာခဲ့ပါဘူး။ကဗီဟာအလုံများနေအောင်စူးစမ်းပြီးသူအဆင်ပြေနေတယ်လို့ဟန်ဆောင်ခဲ့ပေမဲ့ ညတိုင်းမှာတော့သူ့နှလုံးသားကငါဘာဖြစ်လို့အဲ့ဒီစကားတွေကို ပြောလိုက်ရတာလဲငါအချိန်ကိုနောက်ပြန်လှည့်နိုင်ရင်ကောင်းပါပဲလို့ဒရက်ဆက်အတန်းတိတ်ပြောနေခဲ့ပါတယ်သူရဲ့အပြင်းရှိရဲ့ဆေးဟာသူ့အိမ်မက်တွေထဲမှာတော့သူ့နောက်ကိုလိုက်နေတဲ့အရေးတစ်ခုဖြစ်လာခဲ့ပါတယ်တညနေခင်းမှာတော့စိန်ဟာရီတက်လို့ခေါ်တဲ့ယဟန်တပါဟာသူ့ရဲ့တက်သားကိုပြင်ဆင်ဖို့အတွက်ကဗီရဲ့အလောက်ခန်းထဲကိုရောက်လာခဲ့တယ်အလောက်လုံးနေတော့ကဗီရဟာမတော်တဆတက်သားတစ်ချောင်းကိုအကွဲသွားအောင်လှုပ်လိုက်မိတယ် စိတ်တို့သွားတဲ့ကဗီဟာသူ့အမားကိုမလုံးမိခဲ့ရင်ကောင်းပါပဲလို့ဆူတောင်းရင်းတပ်ပြင်းချလိုက်ပါတယ်။စင်ဟာရီတက်ကတော့အင်းစိတည်ငိမ့်စွာနဲ့တက်တာဟာအကွဲသွားရင်ကျွန်တော်တို့ကအပြစ်တင်မိကိုကျွေးနေလိမ့်မရှိဘူး။ကျွန်တော်တို့ကပြင်ဆင်ကြရဲလို့ပြောပြတယ်။သူကဂယုတစိုက်နဲ့ဖာထီလိုက်တဲ့အရာဟာတက်တာကိုမူလကထတ်တောင်းပုံမခိုင်ခံ့အောင်လုပ်ပေးနိုင်တယ်လို့ရှင်းပြပါတယ်။ယဟန်ကဆက်ပြောတယ်။ဘဝတွေကအမာတွေဟာတက်တာတွေကအရာတွေနဲ့တူပါတယ်။ တချို့လူတွေကသူတို့ကိုငေးကြည့်ပြီးဝမ်းနေနေတတ်ကြပြီးမြဉာဏ်ပညာရှိသူတွေကတော့သူတို့ကိုပြင်ဆင်ကြတယ်။အပြည့်ရှိတဲ့စိတ်ဟာဘာကောမှပြင်ဆင်ပေးနိုင်ခြင်းမရှိပါဘူး။လက်တွေ့လှုပ်ဆောင်မှသာပြင်ဆင်နိုင်တာပါတဲ့။အရင်ညမှာတော့ကဗီဟာအပြည့်ရှိတဲ့စိတ်ထဲမှာပဲနင်းမြုပ်မနေတော့ဘဲဇမီယာစီကိုစားတဆောင်ရေးလိုက်ပြီးစားထဲမှာသူကအေးအေးရှင်းရှင်းလေးပဲ။ငါမင်းကိုတောင်းပန်ပါတယ်။ငါမှသွားတယ်။မင်းကငါနာကျင်အောင်လုပ်မိခဲ့တယ်။တငယ်ချင်း ငါမင်းကိုအရန်လွမ်းနေလို့ရေးသားလိုက်ပါတယ်။သူဟာအဲ့ဒီစာကိုဆမ်မီယာရဲ့တံခါးအောက်ကနေထိုးထည့်လိုက်ပါတယ်။ရက်တွေကြာလာတဲ့အထိပြန်စာမရခဲ့တာကြောင့်ကဗီရဲ့နှလုံးသားဟာမအေးမချမ်းဖြစ်နေတော့မှပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့နောင်နာရတာမျိုးမဟုတ်ပဲမျောလင်းချက်တွေဖြစ်နေခဲ့ပါတယ်။တမနမှာတော့ကဗီဟာဆမ်မီယာစီကစာတစောင်းသူ့အလောက်ခံတံခါးမှာကတ်ထားတာကိုတွေ့ရှိရပါတယ်။တင်းစကားကတော့ယူရှင်ပါတယ်။ ငါဒီစာကိုစောင့်နေတာမင်းကငါခွင့်လွှတ်ပါတယ်တဲ့တတရာရမှုရဲ့အမျက်ရည်တွေဟာကဗီရဲ့ဘာပြင်ပေါ်ကိုလိန်ကြလာခဲ့ပါတယ်။သူကဒီနေ့မှာတော့အတိတ်ဆိုတာထောင်ကြတခုမဟုတ်ပေ။ဇီယာတဆူဖြစ်ပြီးအမားရီဆိုတာတန်ဆူလန်တွေမဟုတ်ပေ။ကြီးပြင်းမှုအခွင့်အရေးတွေဖြစ်တဲ့ဆိုတာသဘောပေါက်သွားပါတယ်။ဒီပုံမြင်လေးကနေပြောပြခြင်းနဲ့အမှန်တရားတစ်ခုကတော့အကယ်၍မင်းရဲ့အတိတ်ကမင်းကိုနာကျင်နေမယ်ဆိုရင်အဲဒီကနေမပြေးပါနဲ့။ငိုကြွေးမနေပဲပြုပြင်ပြောင်းလဲလိုက်ပါ။ လိုအပ်ရင်တောင်းပန်လိုက်ပါအဲဒီကနေသင်ခန်းစာယူလိုက်ပါဘာကြောင့်လဲဆိုတော့အမားရိယာကျမတို့ကိုသတ်မှတ်ပြောဆိုနိုင်တာမျိုးမဟုတ်ပေအမားရိဖြစ်ပြီးရဲ့နောက်ကျမတို့ဘာလုပ်ခဲ့ကြသလဲဆိုတာကသာကျမတို့ကိုသတ်မှတ်ပြောဆိုနိုင်လို့ပါပဲအခုနောက်တော့တာဆင်ခန်းစားနေကြတဲ့ပရိသတ်ကြီးတို့လေအတိတ်မှာနင်းမြုံမနေကြပဲပြစ္ဆုတ်ပံကာလာမှာအကောင်းဆုံးရှောင်းလန်းနိုင်ကြပါစီလို့ဇွန်မကောင်တောင်းပေးလိုက်ပါတယ်ရှင်ကျမတို့ရဲ့နေစဉ်ဘဝအမော်ရီကြားတဲ့ကအတင်းစီဟာ စိတ်အားတက်စေမဲ့ပုံပြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ဖြစ်လို့ချမ်းမြေပါစီ YouTube Channel ကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။